ဆာလန်ဆရာကကျွန်ုပ်ဘက်ကိုလဲ့ပြီးတော့မှဂိယူနာတက်တော်မူပါကျွန်ုပ်အင်မတန်မှအထီးချမ်းနေတယ်အားငယ်နေတယ်ဆိုပြီးတော့မှ25ခုမြောက်တော်ဆာလန်မှာသူ့ရဲ့ဆူတောင်းချက်လေးကိုကျွန်ုပ်မြင်တွေ့ရမှာပဲဖြစ်ပါတယ်ဒီအချက်မိုက်ထဲမှာဒါဝိဟာဒုက္ခဆင်းရဲတွေနဲ့ရင်ဆိုင်နေရတဲ့အချိန်သူဟာဘုရားသခင်ရွေးကောက်ထားတဲ့ရှင်ဘီရင်တပါးဖြစ်တယ်ဒါပေမဲ့သူ့ရဲ့ဘဝမှာအခက်အခဲတွေ စိန်ခေါ်မှုမျိုးစုံနဲ့ရင်ဆိုင်ကြုံတွေ့ခဲ့ရတာပဲဖြစ်ပါတယ်။ရန်သူတွေကသူ့ရဲ့ပတ်လည်မှာဝန်းရံနေတဲ့အချိန်သူအားငယ်နေတဲ့အချိန်တွေရှိတယ်။ထို့အပြင် သူအထီးကျန်နေတဲ့အချိန်တွေလည်းရှိတယ်ဆိုတဲ့အကြောင်းအရာကိုကျွန်တော်တို့မြင်တွေ့ရမှာပဲဖြစ်ပါတယ်။သူကဘလို့မျိုးအချိန်တွေမျိုးမှမဆိုဖျားသခင်ကိုမျောချီပြီးတော့မှ သူဖျားသခင်စီမှာဆူတောင်းတဲ့အကြောင်းအရာလေးကိုကျွန်တော်မြင်တွေ့ရမှာပဲဖြစ်ပါတယ်။ ဒီ25ခုမြောက်တော်စာလတစ်ခုလုံးကိုလေ့လာကြည့်လိုက်တဲ့အခါမှာဒါဝိရဲ့နောင်တတရားနဲ့ဘုရားသခင်စီမှာ မျော်လင့်ပြီးတော့မှသူ့ရဲ့ဆုတောင်းချက်တွေဘုရားသခင်စီကနေပြီးတော့မှကုညီမဆခြင်းကိုခံဖို့ရန်အတွက်သူလှုပ်ဆောင်နေတဲ့အကြောင်းအရာလေးကိုကျွန်တော်မြင်တွေ့ရမှာပဲဖြစ်ပါတယ်။သူ့ရဲ့ဘဝမှာအထီးကျန်နေလို့ခံစားနေရတယ်။စိရင်ဒုက္ခတွေနဲ့ခံစားနေရတယ်။ဘယ်သူမှ သူ့ရဲ့ဒုက္ခပြဿနာတွေကိုမတိကျူးကျွန်ပြုနေတယ်ဆိုပြီးတော့မှသူခံစားနေရတဲ့အချိန်ဖြစ်တဲ့အခါမှာသူဖျားသခင်ကျွန်ုပ်ဘက်ကိုဂရုဏာတတ်တော်မူပါကျွန်ုပ်ဘက်ကိုလဲ့တော်မူပါဆိုပြီးတော့မှသူ့ရဲ့ဆုတောင်းလေးကိုကျွန်တော်မြင်တွေ့လိုက်တဲ့အခါမှာကျွန်တော်ရဲ့အတ္တဟာလည်းတခါတည်းရန်ဝမ်းနေမှုတွေပူဆွေးမှုတွေအထီးကျန်မှုတွေနဲ့ရင်ဆိုင်ကြုံတွေ့နိုင်မှာပဲဖြစ်ပါတယ် လောကမှာအသက်ရှင်နေတဲ့အခါမှာကျွန်တော်ဒီအမျိုးမျိုးသောအခက်ခဲတွေကြားထဲမှာကျွန်တော်ရင်ဆိုင်ကျုံတွေ့နေရတဲ့အခါမှာကျွန်တော်ရဲ့အသက်တာဟာလည်းဒါဝိဒ်ကဲ့သို့နောင်တတရားနဲ့ဖျားသခင်စီကိုတွားပြီးတော့မှဖျားသခင်စီမှာကုညီမဆာချင်းခံယူဖို့ရန်အတွက်ကျွန်တော်ဟာဖျားသခင်နဲ့မိတ္တဟာရပြုဆုတောင်းဖို့ရန်အတွက်လိုအပ်ပါတယ်။ဒါဝိဒ်ကသူ့ရဲ့အသက်တာထဲမှာဘလိုမျိုးအခက်ခဲအကျက်တဲတွေနဲ့စိန်ခေါ်ချက်တွေနဲ့ရင်ဆိုင်နေရပါစေ တွင်းမျောလင့်ချက်ကဖျားရခင်စီမှာပဲရှိတဲ့အတွက်သူဖျားရခင်ကို မျောလင့်ပြီးတော့မှဆူတောင်းနေတာကိုကျွန်တော်ကြည့်လိုက်တဲ့အခါမှာတွေ့ရပါတယ်ဒါကြောင့်မလို့ကျွန်တော်ရဲ့ခံစားချက်တွေဖျားရခင်စီမှာပူပွင့်လင်းလင်းပြောပြီးတော့မှဖျားရခင်စီကနေပြီးတော့မှနှစ်သိမ့်မှုခံယူဖို့ရန်တက်ဖြစ်ပါတယ်ထို့ပြင်ကျွန်တော်အထီးကျန်မှုတွေခံစားနေရတဲ့အချိန်တိုင်းမှာဖျားရခင်ကိုတန်းတားလို့ရပါတယ်ဒါဝိဟာလဲသူအထီးကျန်နေသူအားငယ်နေတယ် အဲ့လိုမျိုးအချိန်တိုင်းမှာဖျားသခင်ကိုတန်းတားတယ်လို့ပဲကျွန်တော်ဟာလည်းဖျားသခင်ကိုတန်းတားဖို့ရန်အတွက်ဖြစ်ပါတယ်ဖျားသခင်ကကျွန်တော်ရဲ့ဒုက္ခတွေကျွန်တော်ရဲ့အခက်အခဲတွေကိုမြင်တယ်သူကကျွန်တော်ရဲ့အခက်အခဲတွေကျွန်တော်ရဲ့ဒုက္ခတွေကို အချိန်မီကူညီဖို့ရန်အတွက်သူလှုပ်ဆောင်နေတာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့အခက်အခဲတွေကိုဖျားသခင်ကမတိကျူးကျွန်ပြုနေတာမဟုတ်ပါဘူး။ဒါကြောင့်မလို့ကျွန်တော်တို့ရဲ့မျောလင့်ချက်တွေကိုဘယ်တော့မှမစွန့်ပစ်လိုက်ပါနဲ့။ဒါဝိဟာဘလိုမျိုးအခက်အခဲတွေနဲ့ကြုံနေ ကြုံနေပါရစေ။သူရဲ့ဘဝအသက်တာထဲမှာဖျားသခင်စီမှာသူရဲ့မျှော်လင့်ချက်ကို ပုံအောင်ထားတယ်။သူရဲ့မျှော်လင့်ချက်ကိုဘယ်တော့မှမစွန့်ပစ်ဘူးဆိုတာကျွန်တော်မြင်တွေ့ရပါတယ်။လောကမှာမဖြစ်နိုင်တော့ဘူးမတတ်နိုင်တော့ဘူးဆိုတဲ့အရာတွေဒီလိုမျိုးအခြေအနေကြောင့်ကျွန်တော်မျှော်လင့်ချက်တွေကိုစွန့်လွတ်လိုက်ရတဲ့အချိန်တွေရှိတတ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်ရဲ့အခြေအနေတွေဘယ်လိုမျိုးကြုံနေရပါစေဖျားသခင်စီမှာကျွန်တော်ရဲ့အခက်အခဲတွေကိုပုံအပ်ထားပါကျွန်တော်ရဲ့မျှော်လင့်ချက်တွေကိုဘယ်တော့မှမစွန့်ပစ်လိုက်ပါနဲ့။ ဖျားတခင်ကတင့်ရတခုတီတော်တူတီတော်မျောလင့်ရာခိုကိုးရာ အားထားရာဖြစ်တယ်ဆိုတာကိုတင့်အနေနဲ့အမြဲတမ်းနားလည်ထားပြီးတော့မှယုံကြည်ဖို့ရန်အတွက်လိုအပ်ပါတယ်ကျွန်တော်တို့လည်းယနေ့မှာအထီးကျန်တယ်လို့ခံစားနေရတဲ့အချိန်ဘဝရဲ့ဖြည့်စည်မှုတွေကြားမှာနွမ်းနေနေတဲ့အချိန်ဒါဝိရဲ့ဆုတောင်းချက်လိုပဲကျွန်တော်တို့ရဲ့အတ္တဓာတ်ထဲမှာပြောင်းလဲပြီးတော့မှ ဒါဝိရဲ့ဆုတောင်းချက်ကိုကျွန်တော်တို့ဆုတောင်းချက်ခဲ့ပြီးကဲတို့ဖျားသခင်စီမှာဆုတောင်းလိုက်တဲ့အခါမှာကျွန်တော်ရဲ့ညွန်လင်းချက်တွေကိုဖျားသခင်ကပြည့်စုံစီမှာဖြစ်ပါတယ်တင်းရဲ့ဝမ်းနည်းခြင်းတွေတင်းရဲ့ပူဆွေးခြင်းတွေတင်းရဲ့အထီးကျန်ခြင်းတွေကိုတက်တာစီပြီးတော့မှတင်းရဲ့အားငယ်နေတဲ့အရာတွေကိုလည်းဖျားသခင်ကခွန်အားနဲ့ပြည့်စုံစီမယ်ဆိုတာကိုတင်းအနေနဲ့ယုံကြည်လက်ခံဖို့ရန်အတွက်လိုအပ်ပါတယ် ဒီတရားပါတင်ဟာတယောက်တည်းမဟုတ်ပါဘူးဖျားသခင်ကတင့်ရဲ့နှပေးမှာအမြဲတမ်းရှိနေတယ်ဖျားသခင်ရဲ့မျက်နာတော်ဖျားခင်ရဲ့ဂရုဏာတော်ကတင့်ဘက်ကိုလှည့်ပြီးတော့မှတင့်ကိုကူညီမဆပ်ဖို့ရန်အတွက်ယနေ့မှ ရောက်ရှိလာပြီပဲဖြစ်ပါတယ်ဒါကြောင့်မလို့အားမငယ်ပါနဲ့တင့်ရဲ့မြုံလင့်ချက်ကိုမစွန့်လွတ်ပဲနဲ့စုပ်ကင်ထားပါဖျားသခင်ကတင့်ကိုမဆပ်ဖို့ရန်အတွက်လာနေပြီဆိုတာဒီယုံကြည်ပြီးတော့မှ ဖျားခင်ကိုအားကိုးပွေးရန်အတွက်ယနေ့ဒီနေ့ပတ်တော်လေးနဲ့မျှဝေပေးခြင်းဖြစ်ပါတယ်အားလုံးဖျားခင်ကောင်းချီးပေးပါစေ